Hello အားလုံးပဲမြင်ကြလားပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်သား Manchester United နဲ့ပတ်သက်တဲ့ဒါနီပြအကြောင်းအရာတွေနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ရထားတာတွေကျွန်တော်ရှိတယ်ဒါဒီနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမြင်ကြလားပါအားလုံးပဲမြင်ကြလားပါဆိုတော့ကျွန်တော်တို့အနေနဲ့ဒါအင်ဂါနီကိုကျွန်တော်ရောက်လာပြီပေါ့လေအင်ဂါနီကိုကျွန်တော်ရောက်လာပြီအတင်းဘက်ကလည်းနီပြနဲ့ပတ်သက်တဲ့အပြောင်းလဲတွေကျွန်တော်လက်ရှိချိန်ထိကျွန်တော်မရှိသေးဘူး เนาะမရှိသေးဘူးဆိုတော့အပြောင်းလဲမရှိသေးတဲ့အချိန်မှာ ပြောင်းလဲဘူးလို့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သတင်းတွေကတောက်လျှောက်ဆိုသူတွေကျွန်တော်ထွက်လာတာဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီဗာလဲဒီလော်ရီရဲ့ဘောเนาะဒီဗာဒီ Talk of the Devil ဆိုတဲ့ podcast မှာပြောထားတဲ့အကြောင်းအရာလေးတစ်ခုကျွန်တော်ရှိတယ်ဒါအပြင်ကျွန်တော် G-Cos Band ပြောထားတဲ့ Oliver Glensner နဲ့ပတ်သက်တဲ့ report တစ်ခုကျွန်တော်ရှိတယ်ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့အနေနဲ့အသင်းက နီးပြဖြစ်တဲ့ရူဘင် MO ရင်ကိုပြောင်းလဲဖို့အတွက်အချိန်ပူကြကြစောင့်လီပူပြီးတော့ဒုက္ခရောက်လီပဲပြဿနာကအဲ့ဒလူကြကြစောင့်နေရတဲ့အကြောင်းရင်းတွေလည်းကျွန်တော်ရှိတယ်။နော်ဒါကတော့အသင်းတာဝန်ရှိသူတွေအပိုင်းနဲ့ပတ်သက်လို့ပေါ့လေ။ဆက်ပထမဆုံးကျွန်တော်အဲ့ဒါမပြောခင်အိုလီဗာဂလန်စနာနဲ့ပတ်သက်ပြီးတော့သတင်းထွက်ထတာကျွန်တော်ရှိတယ်။နော်အိုလီဗာဂလန်စနာနဲ့ပတ်သက်ပြီးတော့လက်ရှိ G-Cos Bank က report လုပ်ထတာကျွန်တော်ရှိတယ်နော်။အဲ့ဒါလေးနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်ရအောင်နော်။ မင်္ဂလာပါဆိုတော့ဒီမှာပါသူကဗာပြောထားလေးဆိုတဲ့အခါကျတော့ဂျီကော့စ်ဘန်ကတော့အူလီဗာဂလန်စနာနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့အသင်းတော်ဝင်ရှိသူတွေရဲ့ဘက်ကနီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်ကိုတော့ထောက်ခံနေစေဖြစ်တယ်ထောက်ခံထားစေဖြစ်တယ်ပေါ့နော်အဲဒါပေမဲ့လည်းလို့ပေါ့နော်သူတို့အနေနဲ့အမ်မိုရင်ကိုထောက်ခံထားတဲ့တပြိုင်နဲ့အကယ်လို့များအမ်မိုရင်ကိုထုတ်ပယ်ပြစ်ခတ်မယ်ဆိုလို့ရှိရင်ပြန်လည်အစားထိုးဖို့နဲ့ပတ်သက်ပြီးတော့ပလန်နီကလည်းသူ့ဟာနဲ့သူအစင်းနဲ့ရှိထားပြီးသားဖြစ်တယ်ပေါ့နော် မန်ချက်စတာယူနိုက်တက်ကအမိုရင်ကိုလုံးဝအားပေးနေစေထောက်ခံနေစေအကယ်လို့မြန်လိုအပ်လာတဲ့ဆိုလို့ရှိရင်တော့မှသူတို့အနေနဲ့ပေါ့နော်အမိုရင်ကိုကျတို့လိုအပ်ထားတဲ့ပို့ပြီးတော့ချက်ချင်းလက်ငင်ထုတ်ပယ်တာမျိုးတွေလုပ်ဖို့ဆိုတာမျိုးကတော်တော်လေးကိုဖြစ်နိုင်ကြီးနဲတဲ့တဲ့မှာကျတို့ပါတယ်ပေါ့ဗျာဒါပေမဲ့လည်းတော့အကယ်လို့ထုတ်ပယ်ခဲ့ကြပြီဟိဆိုရင်အမိုရင်နေရာကိုအစားထိုးကြတော့မရေဟိဆိုလို့ရှိရင်တော့ပေါ့နော် ခရစ်စတီဘယ်လီစ်ရဲ့နီးပြဖြစ်တဲ့အိုလီဗာဂလန်စနာကိုဒါဟိုသဘောကျနေတယ်ပေါ့ဗျာအိုလီဗာဂလန်စနာရဲ့ဘက်ကလည်း Manchester United ရဲ့ဘက်ကသာကန်းလန်းလာမယ်ဆိုရင်ချက်ချင်းဆိုသလိုပဲ United တောင်းရှိသူဖြစ်သူပြောင်းလဲလာမယ်အခြေအနေမျိုးပေါ့ပြောချင်တာကတော့ Oliver Glasner ဒီအကယ်လို့မြန်လာကန်းလန်းလာမယ်ဆိုရင် Manchester United ကိုသူပြောင်းလာဖို့အတွက်အစဉ်နဲ့ပဲပေါ့ဗျာသူတပင်းတော့ Oliver Glasner ရဲ့ဘက်ကလည်း3-4-2-1ပုံစံနဲ့ကစားတယ်ဆိုတဲ့အခါကျတော့ကျွန်တော်လက်ရှိ United မှာ ပြဿနာဖြစ်နိုင်ပွင့်မရှိဘူးဆိုပြီးတော့ Jigos Band ကကျွန်တော်ပြောထားတယ်အဲဒီမှာကျွန်တော်ပြောစရာတွေဖြစ်လာပြီ အဲ့ဒီမှာကျွန်တော်ပြောစရာတွေဖြစ်လာပြီเนาะဘာလို့လဲဆိုတော့ကျွန်တော်ပြောသလိုပဲဒါဟာ journalist တွေရဲ့ယူဆချက်တွေဒါကျွန်တော်ဖြစ်တယ်ပြသီးလားအခုလက်ရှိသူပြောနေတာက MOD ကိုထောက်ခံစေဆိုတာတော့ကျွန်တော်တို့အနေနဲ့သူပြောမှမကျွန်တော်မြင်နိုင်တယ်ပေါ့လေအကယ်လို့မြန် MOD ကိုမယုံကြည်တော့ဘူးဆိုတာနဲ့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကချက်ချင်းဆိုသလိုထုတ်ပြမှာပဲဆိုတော့အသင်းကိုဆက်ပြီးတော့ထားနေသေးတယ်ဆိုကြတဲ့ကเนาะဒီကောင်ဒီပွဲမှာတော့ကောင်းလာမလားဒီကောင်ဒီပွဲမှာတော့ကောင်းလာမလားဆိုတဲ့ပုံစံမျိုးနဲ့ ်စောင့်ကြည့်နေကြတာဆိုတော့အဲ့လိုဖြစ်နေတွေ့ကတော့ MOD င်အတွက်ကျွန်တော်တို့ယာနှုံးပြေမဟုတ်တော့မှ အတိုင်းတာတစ်ခုထိပေါ့နော်ထောက်ခံနေစေဆိုတာကျွန်တော်မြင်နိုင်တယ်ဒါပေမဲ့သူပြောသလိုပဲ Oliver Glasner က Manchester United ကကမ်းလှမ်းနေဆိုလို့ရှိရင်ယာရုကိုချက်ချင်းအောင်လက်ခံသွားဖို့ရှိတယ်ဆိုတာကနည်းနည်းတော့ဖြစ်နိုင်ကြီးနည်းတယ်ဗျာဒီလေနော်ဘာလို့လဲဆိုတော့ Oliver Glasner ကလက်ရှိ Crystal Palace အသင်းကိုသူချက်ချင်းကြီးပုတ်ပတ်ခါပြီးတော့ထွက်ခဲ့ပါမလား ဟမ်ချက်ချင်းကြီးပုတ်ပွက်ကပြီးတော့ကျွန်တော်ထွက်ခဲ့ပါမလားဒီအသင်းနဲ့ဆက်ရှိပွဲတီတီပေါ့နော်ရှုံးပွဲမရှိသေးတဲ့ဥရောပမှာရှုံးပွဲမရှိသေးတဲ့ဥရောပထိပ်တန်းလီဂ်၅ခုမှာရှုံးပွဲမရှိသေးတဲ့တသင်းတော်တသင်းเนาะကျွန်တော်တို့ဒါဆက်ရှိပွဲတီရှုံးပွဲမရှိသေးဘူးဒါဘယ်အသင်းကမှကျွန်တော်လုတ်ပြထားနေတာမျိုးကျွန်တော်မဟုတ်သေးဘူးဒါပြင် Crystal Palace မှာ Magehi ကိုဆက်ထိမ့်မယ်ဆိုရင်သူအနေနဲ့ပေါ့နော် Crystal Palace မှာဆက်ပြီးတော့ရှိမယ်မဟုတ်ရင်သူအနေနဲ့ထွက်မယ်ဆိုပြီးတော့ချိန်ချောက်ခဲ့တော့အခုလက်ရှိ Mark Gehi ကလည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်ရှိတယ်အဲ့ဒီတော့ လက်ရှိမှာ Crystal Palace မှာဆက်ရှိရမယ့်တာဝန်ဒီသူ့ရဲ့အဓိကတာဝန်ပဲသူ့ရဲ့အဓိကတာဝန်ပဲလက်ရှိမှာလည်း Crystal Palace ကိုအကောင်းဆုံးပုံစံနဲ့အတိုင်းအတာတစ်ခုဒီဇယားထိပ်ပိုင်းကိုရောက်အောင်သူဆွေးတင်ပေးထားတယ်။လီဗာပူးလိုအသင်းမျိုး၊မန်ချက်စတာစီးတီးလိုအသင်းမျိုးဒီလိုအသင်းမျိုးတွေကိုအနိုင်ယူပြီးတော့သူ့အနေနဲ့ရလက်တွေကောင်းအောင်လုပ်ပြထားတာ။ဆိုတော့ Oliver Glanzer အနေနဲ့ Manchester United ကစိတ်ဝင်စားလို့ကွာဆိုပြီးတော့ငါတော့သွားတော့မရေဟေးဆိုပြီးတော့နော်ဖုတ်ဖက်ကပြီးတော့ Crystal Palace ကိုထားခဲ့လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဒီနေရာမှာ United တို့ဘာလို့ကတော့ဗျာနော် United တို့ဘာလို့ကတော့ဒါအဆင်ပြေတာပေါ့အဆင်ပြေတာပေါ့ဆိုတော့ပို့ပြီးတော့ဗောနော်ဒါငွေတွေလည်းပို့ရမယ်လောက်ခလာစားလည်းပို့ရမယ် resource တွေလည်းပို့ပြီးတော့ရမယ်နော်ဆိုတော့ကစားမကောင်းတွေလည်းပို့ပြီးတော့ခေါ်ပေးနိုင်နေဆိုတော့ Crystal Palace ဆိုတာ Manchester United ကိုပြောင်းကျင်တာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေတော်တော်လည်းပဲလက်ရှိသူနဲ့အတူအဆင်ပြေနေတဲ့ Palace ကို United ကစိတ်ဝင်စားလို့ဆိုတော့တစ်ချက်နဲ့နေချက်ချင်းလည်းငင်ကြီးပြောင်းလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနောက်တစ်ခုက အိုလီဗာဂလန်စနာကလည်း3 4 2 1ကစားတာဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်ကိုပေါ့နော်ကျွန်တော်ကမန်ချက်စတာယူနိုက်တက်အတွက်ကျွန်တော်ဒီပြဿနာမရှိနိုင်တယ်လို့ဂလန်စနာအတွက်လည်းယူနိုက်တက်မှာပြဿနာမရှိနိုင်ဘူးပေါ့အဲ့ဒါကအရန်ပြောခဲရင်သွားပြီဘာလို့လဲဆိုတော့ဂလန်စနာက3 4 2 1စားတယ်ဆိုတာလက်ရှိခရစ်စတယ်ပဲလစ်နဲ့ကိုက်ညီတဲ့အခြေအနေမှုလို့သူကစားတာကျွန်တော်အိုလီဗာဂလန်စနာရဲ့အင်တာဗျူးတစ်ခုကိုကျွန်တော်နားထောင်ဘူးတယ် နော်သူ့အနေနဲ့ပေါ့နော်ဒါ knee assistant ကြီးဟာအရေးမပါကြောင်းကစားမတွေကွင်းထဲမှာဘယ်လို behave လုပ်တယ်လဲဆိုတာဒီအရေးပါကြောင်းနော်ကွင်းထဲမှာ pattern တွေဘယ်လိုဖြစ်တယ်လဲဆိုတာဒီအရေးပါကြောင်းသူဒါတွေပြောထားတယ်ဒါအပြင်သူ့ရဲ့ favorite system ကပေါ့နော်442ပဲပေါ့သူကိုယ်တိုင်ကလည်းပဲ system ကြီးအများကြီးလက်အောင်မှာကစားခဲ့ပူတယ်လို့ system ကြီးအများစုကလည်းသူအသုံးပြုဘူးတယ်ဒါကြောင့်သူက system ဟာအဲ့လောက်အရေးမကြီးဘူးဆိုပြီးတော့ glancer ကပြောသွားတာ။ဒါကြောင့်လက်ရှိ jcos ban ပြောတယ်လို့မျိုး3421ကစားလို့ဆိုပြီးတော့ မန်ချက်စတာယူနိုက်တက်မှာ3-4-2-1ထက်ကစားမယ်မထင်လိုက်နဲ့ဒါရီယာဒီဘက်ဂျာနယ်လစ်တွေတည်တယ်သူတို့ကသာသူတို့ယူဆချက်ဒီလောက်ပဲကျွန်တော်ပြောနေတာဗျာသိတာတယ်ဒါအချက်လက်မဟုတ်တော့ဘူးဒါရီယာ data မဟုတ်တော့ဘူးအချက်လက်မဟုတ်တော့ဒါရီယာယူဆချက်တွေကျွန်တော်ဖြစ်သွားပြီအာမင် MO နဲ့3-4-2-1ကစားတာပဲဂလန်စနာလည်း3-4-2-1ကစားတာပဲအဆင်ပြေမော့ပြပြဿနာမရှိနိုင်ပါဘူးဆိုတဲ့ပုံစံမျိုးတကယ်တမ်းကအိုလီဗာဂလန်စနာက Crystal Palace မှာကျွန်တော် OLC လို့ရှိတော့ကတော့မှ3-4-3နဲ့ကျွန်တော်သွားတာ ော်အဲ့ဒီနောက်ပိုင်း OLC တော့မရှိတော့ဘူးဆိုတဲ့ခြေနေမျိုးမှာကျွန်တော် S0 ဘာလို့ကိုကျွန်တော်ဘယ်နှလုံးက free roll ပေးကျင်တာနဲ့34 2 win ပြောင်းသုံးတယ် Frankfurt တို့ဘာလို့မာလုံးက442တွေနဲ့ကျွန်တော်သုံးတယ်။ဟော Wolfsburg တို့ဘာလို့မာလုံးကနော်442တွေပါနေနဲ့ကျွန်တော်သုံးတယ်။နော် Frankfurt တီမှာလည်းတကယ်ကောင်းတဲ့ဆွမ်းဆောင်ရည်တွေကျွန်တော်အဆင်ပြေအောင်ပြနိုင်တယ်။ပြင်ချင်တာက Oliver Glasner ရဲ့ favorite formation တီ442ပဲ။တော်တော်လေးပဲသူဟာသူ့ရဲ့စိတ်ကြိုက် formation ဆိုတာတဲ့သူရောက်နေတဲ့အသင်းနဲ့အံဝင်ခွင့်ကြဖြစ်တဲ့ဖြစ်တဲ့ formation ကိုပဲသူကပြောင်းပြီးတော့တုံးတာအဲ့တော့ Palace မှာ3-4-2-1ကစားနေလို့ငါတို့ Manchester United မှာလည်း Amorinia အစားထိုးလိုက်တာနဲ့အဆင်ပြေနိုင်မယ်ဟဲ့လို့တော့မထင်လိုက်နဲ့ United မှာရောက်လာရင်တမျိုးပြောင်းရင်ပြောင်းသွားမှာသိတယ်မလားခွလဲကြီးသူတို့ပြောနေတယ်လို့မျိုးယူဆချက်တွေတည်တဲ့နေကဒါဘလူးမတ်ဟိုဖြစ်မနေဘူးပေါ့နော်ဒါကိုဒီအတွက်တိတ်စိတ်လို့ရှားဖို့ကောင်းမနေဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစိတ်လို့ရှားခြင်းမီနီးပြရာလူနဲ့ပတ်သက်လို့ရှိရင်စိတ်လို့ရှားခြင်းနေပြီနော်အဲ့တော့ Oliver Glasner ကတော့ဘယ်လိုပြောမလဲဒီ United အနေနဲ့ပေါ့နော် United အနေနဲ့ မှန်ကန်ဆိုသလိုကျွန်တော်တို့ဒါစိတ်ဝင်စားကောင်းလဲစိတ်ဝင်စားနေပါပေါ့လေဒါပေမဲ့လို့တည်ကြတာတခုကတည်ကြတာတခုကကျွန်တော်နောက်ထပ်နီးပြားတယောက်ခန့်တဲ့နေရာမှာမမှားဘူးကျွန်တော်လူပါတယ်မမှားဘူးကျွန်တော်လူတယ်နော်မမှားဘူးကျွန်တော်လူတယ်ဆိုတာကတခြားကျွန်တော်မဟုတ်ဘူးတခြားကျွန်တော်မဟုတ်ဘာလို့လဲဆိုတော့အသင်းအနေနဲ့နီးပြားတွေခန့်နေနီးပြားတွေတိုင်ပတ်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောလဲကစားမအစ်တွေဝယ်တယ်ကစားမအစ်တွေတိုင်ပတ်တယ်ဒါတွေကိုကျွန်တော်အနေနဲ့ရှောင်နိုင်ဖို့ကျွန်တော်လူတယ် ရှောင်းနိုင်ဖို့ကျွန်တော်လိုတယ်။ဘာလို့လဲဆိုတော့ Manchester United မှာကျွန်တော်နေတယ်ဗောနော်သူများအသင်းမှာကောင်းနေပါတယ်ဟေးဆိုတဲ့နီးပြကိုပဲသူတို့ကကောက်ခေါ်ပလိုက်တာကိုအသင်းနဲ့အဝင်권ကြဖြစ်မဖြစ်เนาะအဆင်ပြေမပြေရှိမရှိဒါတွေကိုမကြည့်ဘဲနဲ့သူတို့တွေကခေါ်တဲ့ခါကျတော့အဆင်မပြေတာတွေပါလေတဲ့ကျွန်တော်ဖြစ်လာရောကျွန်တော် United မှာဆိုလို့ရှိရင်ကျွန်တော်သာတိုင်ပတ်တော်တာပဲအဲ့ဒီတော့ Manchester United အနေနဲ့နီးပြတွေကိုခေါ်တဲ့နေရာမှာသူများအသင်းမှာကောင်းနေလို့ဆိုပြီးတော့လေကိုအသင်းမှာကောင်းမယ်ဆိုပြီးတော့ကောင်းရည်နေနေကျွန်တော်သာတော့ခေါ်လိုက်လို့ကျွန်တော်မရဘူး နော်သွားခေါ်လိုက်လို့ကျွန်တော်မရဘူးဆိုတော့ဒါကြောင့်အသင်းအနေနဲ့တည်ကြတာတစ်ခုကတော့ကျွန်တော်အနေနဲ့ဒီနီးပြအသစ်ခန့်တဲ့နေရာမှာပဲလစ်မှာကောင်းနေလို့ပဲကွာအိုလီဗာဂလန်စနာကိုခေါ်လိုက်မယ်နော်တခြားအသင်းမှာဝင်နာတယောက်မလို့ခေါ်လိုက်မယ်ဟေ့ဆိုပြီးတော့ကျွန်တော်လှုပ်လို့မရဘူးကိုအသင်းကဘလို့ကစားကျင်တယ်လဲနော်ကိုအသင်းကစားတာကိုဘလို့မြင်ကျင်တာလဲအဲ့ဒါနဲ့အန်ဝင်ခွင့်ရအဖြစ်ဆုံးကဘယ်နီးပြဖြစ်နေတယ်လဲပြီးရင်ကျွန်တော်အနေနဲ့ပေါ့နော်ငါတို့အသင်းကလက်ရှိမှာခန့်မဲ့နီးပြတည်တည်ရီရှီမှာအဆင်ပြေနေတဲ့နီးပြမျိုးလားငါတို့ကဂျီရူမာကလေးက sustainable ဖြစ်တဲ့ performance ကိုမြင်ကျင်တဲ့အတွက်ပြောင်းလဲကျင်တာလားဒါဒီကိုလည်း Manchester United ဘက်ကကျွန်တော်တို့ကတည်ဖို့လိုတယ်ဗျာအဲကြောင့်အသင်းအနေနဲ့ပေါ့နော်အသင်းအနေနဲ့ကျွန်တော်တို့ကဟိုနီးပြခန့်မဲ့မခန့်ခင်ပေါ့နော်နီးပြမခန့်ခင်မှာဆိုလို့ရှိရင်တကယ်တကယ်အရေးကြီးတဲ့အချက်တွေကျွန်တော်တို့အများကြီးကျွန်တော်တို့ရဲ့ထည့်ပြီးတော့ကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်နော်စဉ်းစားဖို့လိုတယ်ဆိုတော့ဒါကလက်ရှိမှာ Oliver Glasner နဲ့ပတ်သက်လို့ကျွန်တော်တို့ကရတာညီကလို့ရောဘယ်လိုမြင်ကြလဲခဏကျွန်တော်တော့ထပ်ပြီးတော့မှဖြစ်လာမယ် Okay ဆိုတော့ညီကလေးရောဘလိုမြင်ရလဲဆက်သမားရေနော်ဆွေးရင်ကြပါမင်္ဂလာပါမင်္ဂလာပါ Okay ပါမင်္ဂလာပါဦးနနာမရှိတော့ဘူးဆိုတော့လေအဲရစ်တန်ဟာကိုပြန်ခေါ်ရင်ကောင်းမလားနဲ့မလုံးနဲ့မလုံးနဲ့တန်ဟာကသူ့ရဲ့အရှုပ်အရှင်းကြီးတောင်မှအခုချိန်ထိနီးပြတဲ့တယောက်တောင်ထုတ်ခံရတော့မယ်ကျွန်တော်တို့မှရှင်းလို့မရသေးဘူး အဲရစ်တန်ဟာရဲ့အရှုပ်ရှိနေကျွန်တော်အများကြီးပဲမလီမလီမလီနော်အဲဂါရက်ဆောက်ဂိတ်ကိုခန့်လို့ရှိရင်တော့အရန်မှတ်ပြီးပြားတယ်အသင်းနဲ့နီးပြတခါတည်းတွဲဆဲလို့ရတာဗောတဲ့အိုကေအဲဂျာဘီဆိုအဆင်ပြေမယ်လို့ထင်တာပဲဗျာတယ်နော်ဟုတ်ကဲ့ပါပရီးမီးယားလိကိုတပီးမီးယားလိမှာတက်တီပြပြီးသားနီးပြတွေပဲခိုးစီကျင်တာဗျာတဲ့ယူနိုက်တက်ရဲ့ပရက်ရှာကိုခံနိုင်မှမလားပဲစိတ်ပူတာတယ်နော်အဲပရက်ရှာတော့ရှိတာပေါ့လေ United Pressure ဆိုတာတော့ထူးထူးခြားခြားလေးကျွန်တော်ရှိတာပေါ့သို့တော်လည်းပဲအ သို့တော်လည်းပဲအခုကနီးပြားတွေမခန့်ခင်မှာကျွန်တော်တို့အတင်းကဘာလိုချင်တယ်ဆိုတာကအရေးကြီးတယ်ဗျာတိလား။နောက်အခုဆိုလို့ချင်းကျွန်တော်ကြည့်ပါလား။အာဘုံမောက်မှာလှုပ်ပြနေလို့ဘုံမောက်နီးပြားကိုခေါ်ဟေးခေါ်ဟေး။နောက်ပြီးလို့ချင်းဂလန်စနာလှုပ်ပြနေလို့ဂလန်စနာကိုခေါ်ဟေးခေါ်ဟေး။ပြီးတယ်မလား။ဒါမျိုးတွေကျွန်တော်လာတာ။အဲဒါမျိုးတွေကျွန်တော်လာတာပြီးရင်လည်းပဲဂျာဘီမို့လို့ဂျာဘီဒီနေရာမှာကိုအတင်းကဗောနော်ကျွန်တော်တို့အတင်းဘက်ကဘာလိုချင်တယ်ဆိုတာလည်းအရင်ဆုံးသိဖို့လိုတယ်ဗျာဟုတ်တယ်မလား။နောက်ကိုအတင်းက position base ကစားခြင်းနဲ့ဆိုရင်တော့မှကောင်တာအထက်နီးပြားကြီးကိုကျွန်တော်ခေါ်လိုက်လို့မဖြစ်ဘူး။ ကျွန်တော်တို့ကရှေ့ရှေ့ Silent Ferguson ကြီးထွက်ပြီးတဲ့နောက်ပိုင်းမှာကလေးကကျွန်တော်တို့ပေါ့နော်အခုချိန်ထိအတင်းကကျွန်တော်တို့ဒါအကုန်လုံးကိုကျွန်တော်တို့ဒါအမားတွေကျွန်တော်တို့လုတ်နေတာဇက်တိုက်ဆိုသလိုအမားတွေကျွန်တော်လုတ်နေတယ်ဆိုအဲ့ဒီအမားတွေကထက်ပြီးတော့မကျူးလွန်ဘူးလို့လည်းဆရာသမားကြီးနော် Glensner နံပါတ်1ဖြစ်ပြရတယ်နော် Ariola နံပါတ်2တဲ့နော် Gareth Southgate နံပါတ်3နဲ့ Gareth Southgate Gareth Southgate Gareth Southgate ကိုဆရာသမားကြီးနော် Gareth Southgate ကိုကျွန်တော်ဒါနော်လိုချင်ကြသည်သလားလမ်းကြောင်းမှန်ဖို့ဘယ်ချိန်မှပြင်ရောက်မလဲပြရတယ်နော်လမ်းကြောင်းမှန်ဖို့ဘယ်ချိန်မှပြင်ရောက်မလဲဆိုတော့ ကိုရီအသင်းတောင်ရှိသူတွေအပေါ်မှာပဲမူတည်ပါတယ်เนาะကျွန်တော်တို့အသင်းတင်းတင်းကိုကျွန်တော်အနေနဲ့ဟောဖြစ်ပေါ်ကခက်မှမခက်ခဲတာအမှန်တမ်းပြောရင်เนาะဟိုလူဘိန်းအနေနဲ့ပြောရင်တော့ခက်မှမခက်ခဲတာပေါ့ဗျာဒါပေမဲ့လို့ပြဿနာကကျွန်တော်အသင်းကိုဥဆောင်နေပါတယ်ဆိုတော့သူတွေရဲ့ဘက်ကကအကုန်လိုက်မှားနေတာအဲ့ဒီတော့ကျွန်တော်အကုန်တော့ခါရတာပဲကျွန်တော်ပြောချင်တာကချူချူတော့ချူချူတော့သဘောမပေါက်ကြဘူးသဘောမပေါက်ဘူးဆိုတာကွင်းထဲကနီးပြားကเนาะဟိုရလက်တီဖော်ရမှလေကွာအသင်းပိုင်ရှင်နေနဲ့ဘာဆိုင်လို့လဲပေါ့ ပြည့်တနာရဲ့အကုံလုံးရဲ့အစကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အကုံလုံးရဲ့အစဒီတာဝန်ရှိသူတွေစီကကျွန်တော်တို့လာတာကျွန်တော်ပြောတာချင်းချင်းလေးကျွန်တော်တို့အနေနဲ့ဒီအရာတွေအားလုံးကစားမတွေခေါ်တာနီးပြကိုခေါ်တာဒါတွေအားလုံးကတာဝန်ရှိသူတွေခေါင်းကြီးပိုင်းတွေပိုင်ရှင်တွေပေါ့ဗျာသူတို့စီကနေကျွန်တော်တို့လာတာအသင်းကို Football Department မှာဦးစီးနေတဲ့သူတွေစီကကျွန်တော်တို့လာတာဘာလို့လဲဆိုတော့တကယ် big decision တွေကိုသူတို့တွေကချမှတ်လို့ပဲ ငါတို့ဘလို့နီးပြကိုခေါ်မယ်ငါတို့ဘယ်နီးပြကိုခေါ်မယ်သူတို့တွေကဆုံးဖြတ်လို့ပဲဆိုတော့သူတို့တွေကသူတို့နေဘလို့နီးပြကိုခေါ်မယ်ကိုဘလို့ကစားကျင်တယ်တော့ကိုဘလို့ကိုအတင်းကစားတာကိုဘလို့ကုမြင်ကျင်တယ်ဆိုတာသူတို့ဘက်ကကောင်းကောင်းမမြင်နိုင်မဆုံးဖြတ်နိုင်တည်း၍အကုန်ဒုက္ခရောက်ရတာက ကျွန်တော်တို့ပရိသတ်တွေကစားမားတွေနီးပြတွေပဲအကုန်ဒုက္ခရောက်ရတာကိုအတင်းမှာရှိတဲ့ကစားမားတွေနဲ့ကိုကိုကစားကျင်တဲ့ပုံစံတွေကမကိုက် နော်မကြိုက်တဲ့ပြင်နောက်ထပ်ခန့်လိုက်တဲ့နီးပြကလည်းကျွန်တော်ကကစားမဲ့ပုံစံတွေကမကြိုက်ကစားမားတွေကအဆင်မပြေဒါမျိုးတွေနဲ့ကျွန်တော်ကအကုန်တိုင်ပက်ဟောဆိုတော့နီးပြကကျွန်တော်တို့အနေနဲ့လုံးမပြနိုင်တဲ့မျိုးတွေကျွန်တော်တို့ဖြစ်ဟလာနော်ကစားမားတွေကတိုင်ပက်တော့ကစားမားတွေကညံ့နေဘယ်တကယ်တကယ်ကဟိုထိတ်သီးပိုင်းတောင်ရှိသူတွေရဲ့ဘက်ကအတင်းကိုတည်တည်ချာချာကျွန်တော်တို့ဘောနော်ဒီ sporting plan ဆွဲနိုင်ပြီးတော့အမှန်ကန်သူများတင်နေလို့စီညင်စနစ်နဲ့တွားနိုင်မယ်ဆိုရင်အဆင်မပြေကြကအကြောင်းမရှိဘူးပြည်ထနာကကိုအတင်းကိုဦးစီးနေတဲ့သူတွေကတော့တော်တော်လေးတိုင်ပက်နေလို့ပဲနော် ကာရယ်ဆောက်ဂိတ်ကြီးတော့မလုပ်ပါနဲ့ဗျာနော်မလီမလီကာရယ်ဆောက်ဂိတ်တော့မလုပ်နဲ့ဆက်သမိုင်းနော်ကာရယ်ဆောက်ဂိတ်တော့မလုပ်နဲ့ဇီဒန်ကဗျာတဲ့အသင်သုံးသမားပဲတဲ့နော်မစွန်စားရေးဘူးတဲ့ဇာဗီကတော့မရှိသုံးတွေနဲ့မဖြစ်မနေသုံးရတာဆိုတော့တဲ့အဲမယုံရဘူးဖြစ်နေတာတဲ့လက်ရှိနီးပြတွေအားလုံးတွေမှာပဲလစ်နီးပြအကြိုက်ဆုံးပဲတဲ့နော်နီးစနစ်လည်းကောင်းနေဗျာတဲ့တပွဲတူပြူပါလဲကောင်းနေဆိုတော့တဲ့နော်โอเคပါကျေးဇူးများကြီးတင်ပါတယ်အဲကာရယ်ဆောက်ဂိတ်ကိုတော့မခန့်နဲ့တော့တဲ့နော်အဆင်ပြေဘူးဆရာကြီးတဲ့ โอเคโอเคโอเคခဏနေเนาะကျွန်တော်ခဏနေလို့ချင်းကျွန်တော်လော်ရီပြောတာလေးကျွန်တော်ဆက်ပြီးတော့နေပြောပြီးမယ်เนาะเนาะလော်ရီပြောတာလေးကျွန်တော်ဆက်ပြီးတော့လုပ်ပြီးမယ်เนาะဒါပြန်လာပြန်မဒီရိုနေတို့ဒီရိုနေတို့ဘာလာမှန်းနေအောင်เนาะဒီကောင်လေးကအုံတော့ကမရှိဘူးเนาะအုံတော့မရှိတဲ့ကောင်ဟာလို့ဒီကောင်လေးရူနီမလီမီလီเนาะရူနီတော့မလုပ်ပါနဲ့ဗျာရူနီတော့မလုပ်ပါနဲ့သူ့အတူတော့မနီးပြဘောကတိုင်ပက်နေတာရူနီတို့ဘာလို့တော့မလုပ်ပါနဲ့ဆက်တယ်မနော်ရူနီတို့ဘာလို့တော့မလုပ်ပါနဲ့เนาะ တော့ကျွန်တော်တို့ဒီ lorry ပြောထားတာလေးကျွန်တော်ကြည့်ကြည့်အောင်နော် lorry ပြောထားတာလေးကျွန်တော်ကြည့်ကြည့်အောင်သူဘာပြောထားသလဲဆိုတော့အဲ podcast မှာသူပြောထားတာပါနော်ဒီ talk of the devil ဆိုတဲ့ podcast ကျွန်တော်ရှိတယ်သူဘာပြောထားလဲဆိုတော့အကယ်လို့သာ mmoring ထုတ်ပေခံခဲ့ရမယ် mmoring ထုတ်ခံရမယ်ဆိုရင်ကျွန်တော်ဒီဟာဒီအဲ့ဒီဆုံးဖြတ်ချက်ကပါနော်ဥမာပါရာဒါတို့ Jason Wilcox တို့အပေါ်ကိုကြောက်လာတော့မှာပေါ့အထူးသဖြင့် Manchester United ဟိုဘယ်လိုပြောမလဲဒီပရိသတ်တွေပဲဖြစ်ဖြစ်တခြားတာဝန်ရှိသူတွေပဲဖြစ်ဖြစ်ပေါ့နော်အာဒီနီးပြအောင်တော့ထုတ်လိုက်ရပြန်ပြီဟေ့ဒါကအိုမားပါရာဒါနဲ့ဂျေဆန်ဝေကော့စ်တို့ရဲ့အမှားပဲပေါ့နော်ဒါမျိုးလူတွေကမြင်လာကြတော့မှာပေါ့ဆိုတော့ဒါကြောင့်ပေါ့နော်အဲ့လိုအခြေအနေမျိုးတွေကိုရှောင်ဖို့အတွက်နေပဲမန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေရဲ့ဘက်ကအမ်မိုရင်ကိုမဖြစ်မနေကျွန်တော်သာဆက်ပြီးတော့ထားခြင်းနေပြီးတော့အလုပ်ဖြစ်စေခြင်းညရတာပေါ့နော် ဒါပေမဲ့လည်းလို့လောလောဆယ်မှာရလက်တွေကလုံးဝကောင်းမလာဘူးဆိုတဲ့အခါကျတော့ကျွန်တော်ဖြည်းဖြည်းချင်းနဲ့ MODing ကိုထုတ်ပယ်ရမယ့်နေ့တွေကနီးကပ်လာတဲ့အခြေအနေမျိုးဖြစ်လာနေနေပေါ့အထူးသဖြင့်လက်ရှိအခြေအနေဟာအရန်ကိုထိကျလွယ်တဲ့အခြေအနေကိုဖြစ်နေပြီပေါ့နော်ဟိုတာဝန်ရှိသူတွေရဲ့ဘက်ကလည်း MODing အလုတ်ဖြစ်ကိုဖြစ်မှရမယ်ဟိပေါ့နော်သူတို့သူတို့သူတို့အလုတ်ညံ့နေသူတို့အဆုံးဖြတ်ချက်တွေညံ့နေသူတို့ခန့်ခဲ့တာမှားတယ်ဆိုတဲ့အားနည်းချက်တွေမပေါ်အောင်လို့မပေါ်ဖို့ဆိုရင် MODing ကအလုတ်ဖြစ်မှကျွန်တော်ရမယ်ပေါ့နော် MODing က အလုံးမဖြစ်ဘူးသူတို့ထုတ်ရမယ်ဆိုလို့ရှိရင်လည်းပဲသူတို့အနေနဲ့အဲ့လိုမျိုးသူတို့ရဲ့အားနည်းချက်တွေကပေါ်မှာအဲ့ဒီတော့ MOD အလုံးဖြစ်ကိုဖြစ်မရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အတင်းတောင်းရှိသူတွေရဲ့ဘက်ကမဖြစ်မနေဆက်ပြီးတော့ထားနေတာပြဿနာကဆက်ထားလေရလက်တီစာဆိုးလေဆက်ပြီးတော့ထားလေရလက်တီကဆိုးလေဆိုတဲ့ခါကျတော့ဗောနောအဆင်မပြေဘူးဗောဗျာအဲ့ဒီတော့ဒါကြောင့်လက်ရှိလို့တင်ပါဆိုလို့ရှိရင်ကျွန်တော် အသင်းတာဝန်ရှိသူတွေဘက်က MOR ဘောချမှတ်မဲ့ဆုံးဖြတ်ချက်နဲ့လက်ရှိအခြေအနေဟာအရန်ကိုထိချလွယ်တဲ့အခြေအနေဖြစ်နေတယ်ပေါ့ဒါကဘာကိုပြောချင်တယ်လဲဆိုတော့အသင်းတာဝန်ရှိသူတွေဟာသူတို့အမှားတွေလုပ်ခဲ့တယ်ဆိုတာကိုเนาะသူတို့အမှားတွေလုပ်ခဲ့တယ်လုပ်ခဲ့တယ်ဆိုတာကိုသူတို့တွေမမြင်စေခြင်းဖြစ်နေတာအခုဆိုလို့ချင်းကျွန်တော်ကြည့်လိုက်တော့ဗျာကျွန်တော်ဟိုထွက်လာတဲ့ report တွေရဆိုလို့ရှိရင်ပေါ့เนาะထွက်လာတဲ့ report တွေရဆိုလို့ရှိရင်ကျွန်တော်နှစ်ခုရှိတယ်နံပါတ်1ကကျွန်တော်အနေနဲ့ ဒီဗာလဲကျွန်တော်နယူကာဆယ်ကနေခေါ်ထားတဲ့အာကစားတိုင်တာဒန်အက်ရှ်ဝတ်ပေါ့သူကကျွန်တော်ဗာလဲရူဘင်အမ်မိုရီကိုမခန့်ကျင်ဘူးရူဘင်အမ်မိုရီကိုမခန့်ကျင်ဘူးအရစ်တန်ခါနဲ့ပဲသူဆက်သွားခြင်းနေပေါ့ဆိုတော့အဲ့အာကြီးကိုကျွန်တော်အနေနဲ့အချင်းကြီးမကောင်းခဲ့တော့ဒန်အက်ရှ်ဝတ်ကထုတ်ပယ်ခံလိုက်ရတယ်ခက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 ်နယူကာဆယ်စီကနေကျွန်တော်ခေါ်ထားပြီးတော့ထုတ်ပယ်ခံလိုက်ရတယ်အဲ့ဒါလည်းပြီးရောလီဗာပူးတင်ရဲ့ဘက်ကအာနီစလော့ကိုမခန့်ခင်မှာရူဘင်အမ်မိုရီကိုခေါ်ဖို့ကြိုးပမ်းခဲ့ဘူးတယ် ဒါပေမဲ့လို့သူတို့အနေနဲ့ပေါ့နော် Amorin ရဲ့343နဲ့ကစားတယ်342နဲ့ကစားတယ်ဆိုတော့ပေါ့နော် system တစ်ခုမှာ Amorin မှာကန့်သက်ချက်တွေအများကြီးရှိနေတယ်ကန့်သက်ချက်တွေအများကြီးရှိနေတယ်ဒီဟာမှဒီဟာပဲရှေ့ဆက်ပြီးတော့မလုံနိုင်ဘူးဆိုတဲ့အခြေအနေမျိုးတွေကြောင့် Liverpool တင်းရဲ့ဘက်ကနောက်ဆုတ်ခဲ့တယ်ပြောချင်တာက Liverpool တင်းတို့ဘာလို့ကနီပြားတယောက်ကိုခေါ်ဝေကျိုးပန်းတဲ့အချိန်မှာဟိုအင်းမှာအောင်ပွဲရရနေလို့เนาะဟိုနိုင်ငံမှာဖလားတွေယူနေလို့ ီအတင်းမှာဒီလိုဒီလောက်ပြနေလို့ဆိုတဲ့ပုံစံမျိုးကြောင့်သူတို့မခေါ်ဘူးနီးပြတယောက်ရဲ့ potential ဟာဘလို့ရှိတယ်လဲလက်ရှိဒီနီးပြတယောက်လောက်ပြနိုင်တဲ့နီးစင်တွေကဘလို့အခြေအနေမျိုးလဲဒါတွေကိုကြည့်ပြီးမှခေါ်တဲ့မခေါ်တဲ့လေပေါင်းတင်းရဲ့ဘက်ကကြိုးပမ်းတာမဟုတ်ရင်ကျွန်တော်နေနေပေါ့နော်ရူဘင်အန်မိုရီနိုဘာလို့ဆိုတာမျိုးကလေပေါင်းတင်းတို့ဘာလို့ကိုရောက်သွားမဲ့အခြေအနေမျိုးဒါပေမဲ့လေပေါင်းတင်းရဲ့ဘက်ကโอเคဒီကောင်ကတော့ဟေ့ဘာမှန်းသိပြီးတော့အပြောင်းလဲလုံနိုင်စွမ်းမရှိဘူးသူသွားကျင်တဲ့3421လောက်နေပဲသွားတာဒါဆိုရင်တော့အဆင်မပြေသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဖီယန်နူနီးပြဖြစ်တဲ့အာနီစလော့ကိုကျွန်တော်တို့ခန့်ခဲ့တာဆိုတော့လက်ရှိမန်ချက်စတာယူနိုက်တက်ကတော့အဲ့လိုမဟုတ်ဘူးခါစပိုတင်းလစ်စပိုမှာဟဲ့အရန်ကောင်းတဲ့ performance တွေပြနေတာပဲအမ်မိုရင်ကိုခေါ်ကွာဆိုတဲ့ပုံစံမျိုးနဲ့မင်းအခုလာရင်လာမလာရင်တော့ငါတို့ကနောက်တစ်ယောက်ကိုပြောင်းခေါ်တော့မှာပဲဆိုတဲ့ပုံစံမျိုးတွန်းအားပေးနေတဲ့အမ်မိုရင်ကိုအရခေါ်ခဲ့တာဆိုတော့ကျွန်တော်တို့ကအမ်မိုရင်ကို analysis တောင်လုပ်ရလားမသိဘူးအတင်းဘက်ကခေါ်တော့ငါနော်ဘာလို့လဲဆိုတော့လက်ရှိအဲ့လိုအခြေအနေတွေကြောင့်ပေါ့နော်အတင်းတောင်ရှုတဲ့ဘက်ကဟာငါတို့အမ်မိုရင်ကို ထုတ်မယ်ဆိုရင် ငါတို့အားနေချက်ဒီပေါ်သွားမှာငါတို့ဒီကို့အလုပ်ကိုမလုပ်နိုင်ဘူးဆိုတာပေါ်သွားမှာငါတို့အမားလုပ်ခဲ့တယ်ဆိုတာပေါ်သွားမှာပဲဆိုတော့ဘာဖြစ်လဲအလုပ်ဖြစ်လို့ပညာဆက်ပြီးတော့နည်းနည်းလေးထားရအောင်ကွာဒီ international break လေးထားရအောင်ငါတို့နော်ဟိုဇန်နဝါရီထိငါတို့ထားရအောင်ငါတို့ Christmas ဒီထားရအောင်အေးဆိုတဲ့ပုံစံမျိုးလုပ်နေတာလည်းဖြစ်ကောင်းဖြစ်မှာပဲဟင်အမိုရင်ငါတို့ကတော့မင်းကိုထောက်ခံထားစေပဲမင်းအလုပ်ဖြစ်ဖို့လိုတယ်မင်းအလုပ်ဖြစ်မှငါတို့အဆင်ပြေမှာမင်းအလုပ်မဖြစ်ဘူးဆိုတာနဲ့ငါတို့ကမင်းကလော်ခံရအောင်မှာ တော့ MOD ရေးရအောင်လို့ MOD ရေးမင်းကိုငါတို့ယုံကြည်ထားစေနော်အဲ့လိုမျိုးဖြစ်နေတာပြည်နယ်ကအတင်းတောင်းရှိတဲ့ဘက်ကသူတို့ရဲ့အမှားကို public ကိုမမြင်စေခြင်းနဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တို့လက်ရှိ MOD ကိုအလုတ်ဖြစ်စေခြင်းနေတာပဲနော်မဟုတ်လို့ရှိရင်တော့သူတို့အနေနဲ့ထုတ်ကောင်းလဲထုတ်ပြီးမှာပဲဆိုတော့ဒါကဒီ athlete ရဲ့ lorry ကကျွန်တော်ပြောထားတာပေါ့နော်နာဂတ်စမန်ကိုကျိုးပန်းတင်တယ်နာဂတ်စမန်ကကျွန်တော်အနေနဲ့ဆက်သမားနော်အဲကဘာဖလားကမကြခင်လာတော့မယ်ကဘာဖလားကကျွန်တော် DRD ပြီးရင်လာမယ်ဆိုတော့ ျွန်တော်ကတော့ Nagelsmann တို့ဘာလို့ကိုဂျာမနီကလက်လွတ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဂျာမနီကလက်လွတ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး Champions League ပွဲတွေ watch long ရှိတာအဲကျွန်တော်စဉ်းစားထားတာပဲဒီည Champions League ပွဲတွေ watch long ကတော့နော်တောင်းအရှိသူတွေမှာပြားတဲ့ထပ်ပြီးတော့မမားဖို့ပဲလိုတော့တယ်နော်ပြည်ထနာကလက်ရှိ Ineos တို့ရောက်လာပြီးကတဲ့က Manchester United မှာအမားတွေကြီးပဲလှုပ်ထားတာပါအဓိကကျွန်တော်နေနေပေါ့နော်အဓိကအဆုံးဖြတ်ချက်အကြီးကြီးတွေချမှတ်နေရာတွေမှာသူတို့ကအမားတွေကြီးပဲလှုပ်ထားတာပါ Fabregas ကိုပြောရတဲ့ Fabregas ကတော့တော်တော်လေးကျွန်တော်တို့ကောင်းတဲ့ performance တွေပြနေတယ်ပေါ့နော်သူကိုမူမှာတော်တော်လေးကောင်းတဲ့ performance တွေပြနေတယ်တော်တော်လေးပဲအတင်းဘက်ကတက်ပြီးတော့ကျူပန်းကျင်စေရှိတယ်လို့ကျွန်တော်တို့မထင်ဘူးနော် Amorin ကိုပြောရတဲ့မခေါ်ခင်ကကျွန်တော်ကြိုက်ခဲ့တာတဲ့နော် Javi Alonso ဆိုအရင်ကြိုက်ခဲ့တာခေါ်စီကျင်တာတဲ့ Amorin ကိုစကနေကမကြိုက်ခဲ့ဘူးလားတဲ့နော်ဘာတော့ ဆန်နယ်လန်ကိုနိုင်ပြီးတော့ပြားတယ်နော်ပြန်ငိန်သွားအောင်ပါတယ်နော်ပြီးလို့ရှိရင်ပြန်ရှုံထိုးခံရမယ်ဆိုပြန်ဖြစ်မှာဒါနဲ့ပဲတန်တရားလဲအောင်ပါပဲတယ်နော်ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော် brand phone နဲ့ပွဲစဉ်အပီးကလေးကအပြောင်းလဲလုပ်ဖို့လိုတယ်လို့ကျွန်တော်ပြောတာပေါ့လေဒါပေမဲ့လည်းအသင်းဘက်ကလက်ရှိမှာဘယ်သူကိုခန့်အပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့နော် data တွေပြုစုနေတယ်လို့ပဲကျွန်တော်တို့ယုံကြည်ကြရမှာပဲမတက်နိုင်ဘူးမတက်နိုင်ဘူးနော်လက်ရှိမှာအသင်းဘက်ကဘလူနီးပြမျိုးကိုခေါ်ချင်တာလဲဆိုတာလဲရှင်းရှင်းလင်းလင်းသိထားတဲ့အနေထားမှာမရှိဘူး တော့ကျွန်တော်တို့အနေနဲ့ဆန်ဒလန်ကိုနိုင်မှုကလည်းအခုလွတ်လွတ်တဲ့ဆန်ဒလန်ကကောင်းနေတာဆရာကြီးเนาะဆန်ဒလန်ကကောင်းနေတာမလီကိုအတင်းကနိုင်အောင်နိုင်ပါမလားအဲ့လိုမျိုးကောင်းနေတယ်ဆိုတော့အတင်းနေတွေ့ရင်ကနိုင်သေးတာဟာနိုင်ပြီးတော့အနီးပြားကဆက်ပြီးတော့ရှိနေသေးတာအချင်းကြီးမကောင်းဘူးဒါကြောင့်ကျွန်တော်ပြောတယ်ဘန်လီကိုနိုင်သွားတာဟုတ်တယ်ဒါပေမဲ့လို့အဲ့ဒီ international break တွေကအပြောင်းလဲလေးလိုက်တော့ဒီနီးပြားရဲ့လက်အောက်မှာတူးတက်လာတယ်ဆိုတဲ့အရာတွေကျွန်တော်မြင်မှမြင်မနေရတာဗျာ ဟုတ်တယ်မလားနော်အဲ့တော့ကျွန်တော်အနေနဲ့အပြောင်းလဲလောက်တာဒီပဲကျွန်တော်ဆိုတော့နော်ဆိုတော့နော်အပြောင်းလဲလောက်တာဒီပဲအကောင်းဆုံးပဲကျွန်တော်တို့ကတစ်ပတ်ဆောက်ရင်တစ်ပတ်နစ်နာတယ်နှစ်ပတ်ဆောက်ရင်နှစ်ပတ်နစ်နာတယ်နီးပြအစ်စ်တွေပြောတာနော်နီးပြအစ်စ်တွေကျွန်တော်တို့ကသုံးပတ်ဆောက်နေဆိုလို့ရှိရင်သုံးပတ်ပို့ပြီးတော့နစ်နာတယ်နော်ဆိုတော့နောက်လာမယ့်နီးပြအတွက်ကကင်တွယ်ခွင့်ရတဲ့ပွဲနဲလီတိုင်ပက်လီဖြစ်သွားမှာအမိုရင်ကကင်တွယ်ခွင့်များများပေးလီတိုင်ပက်လီဖြစ်နေမှာအဲ့တော့အမိုရင်ရဲ့လက်အောက်မှာဘာမှကောင်းမလာတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ တက်နိုင်တယ်များကျွန်တော်ထုတ်ဖို့ကျွန်တော်လိုပြီเนาะတက်နိုင်တယ်များကျွန်တော်ထုတ်ဖို့လိုပြီဆိုတော့အခုကဘလူးမန်အစင်ပြေးမနေဘူးဒီနီးပြားရဲ့လက်အောက်မှာเนาะဘလူးမန်ကျွန်တော်ကအစင်ပြေးမနေဘူးเนาะလေးနေတုံနေဆိုတော့ဘာဖြစ်သွားမှာလဲဗျာတဲ့ဘေးထဲမှာလဲဘက်တရီနဲ့ဆော့ဘောတဲ့အဟပြဿနာကဘောเนาะကျွန်တော်လေးနေတုံနေပဲဖြစ်ဖြစ်လေးတုံတုံပဲဖြစ်ဖြစ်3 4 2ပဲဖြစ်ဖြစ်အထဲက principality 2နေသေးတယ်နော်အထက်မှာ system တွေက2နေသေးတယ်ဆိုလို့ရှိရင်ဘာမှ2မှာမဟုတ်ပါဘူးเนาะကျွန်တော်တို့အခုအက ဘက်ဖူးမပြောင်းလို့ဘက်ထရီမပြောင်းလို့ဆိုတာကအဓိကမဟုတ်ဖ ೇನೆ เนาะကျွန်တော်တို့ကွင်းလယ်မှာဖြစ်ဖြစ်เนาะတိုက်စစ်ဆင်တဲ့နေရာပဲဖြစ်ဖြစ်เนาะခန်စစ်ကစားမတွေပဲဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိအမ်ဘူရင်ပေးထားတဲ့ rule တွေเนาะကျွန်တော်တို့ structure ဘိုင်းတွေကဘယ်လိုမှအလုပ်ဖြစ်မနေလို့ပဲ formation တော့ပြောင်းဆော့လိုက်ပါပြီတဲ့เนาะ formation တော့ပြောင်းဆော့လိုက်ပါပြီတဲ့ဒါပေမဲ့လည်းလို့ပေါ့เนาะကွင်းထဲမှာတကယ်တကယ်ကစားတဲ့ကသူဟာဒီကစားမတွေကိုဒီအလုပ်ဒီဒီတာဝန်တွေပဲပေးထားတယ်ဆိုရင်အဆင်ပြေမှာမဟုတ်ဘူးเนาะအဆင်ပြေမှာကျွန်တော်မဟုတ်ဘူး အဆင်ပြေမှာကျွန်တော်မဟုတ်ဘူးเนาะအဆင်ပြေမှာမဟုတ်ဘူးဆိုတော့အဓိကကကျွန်တော်နေတဲ့ MO တွေမှာ system နဲ့ကျွန်တော်ဘောနော်ဒီ pattern လေးကိုကအလုပ်ဖြစ်မနေတာเนาะအလုပ်ဖြစ်မနေတာဆိုတော့เนาะအဲ့တော့ကျွန်တော်နေနေဘောနော်အဲ့တော့ကျွန်တော်နေနေဘယ်လိုပြောမလဲအဲ့ဓာတွေကိုပြောင်းလဲနိုင်မှာကျွန်တော်ဖြစ်မှာဆိုတော့အဲ့ဓာတွေကကျွန်တော် formation ပြောင်းလိုက်တာနေတယ်ဘောနော်ကျွန်တော်ဒါအကုန်လုံးပြောင်းနေမသွားဘူးเนาะဘာဒီ family လာလောက်ခတ်နေငါလည်းမစောက်ပေါ့ရတမျိုးပါเนาะဘာဟုတ်တယ်အမေဘာကြီးလာလောက်ခတ်ညာကျွန်တော်တော့ ਨੇ တောင်းရှိတဲ့သူတွေမမြန်လှရှားဖို့လိုတယ်ဗျာတဲ့နော်ကြာလေကြာလေအတင်းကနစ်နာလေးဖြစ်နေတယ်တဲ့နော်နောက်နီးပြတ်အတွက်ကအစင်အောင်ပြေပါမလားတဲ့နော်နီးပြတ်နဲ့မဆိုင်ဘူးဆိုတဲ့ဇီဒန်တို့တို့နီးပြတ်တွေကိုကန်ခန့်ကြီးတဲ့အတင်းပုံစံတူနေဦးမလားဆိုတာတဲ့နော်ဗျာနီးပြတ်နဲ့မဆိုင်ဘူးဆိုဇီဒန်တို့တို့နီးပြတ်တွေကန်ခန့်ကြီးအတင်းပုံစံတူနေဦးမလားဆိုတာတဲ့နော်မဲဇီဒန်ကမကန်ရဲပါဘူးဗျာဇီဒန်ကဇီဒန်ကအလုံးမဖြစ်မှနာမည်ပြတ်မှကြောက်နေတာနော်နာမည်ပြတ်မှဆိုတာ တခြားဘယ်အသင်းမဲတွတ်သွားကွာငါရီယယ်မက်ဒရစ်မှာလှုပ်ထားတယ်နော်ချန်ပီယံချန်ပီယံ၃နှစ်ဆက်နော်ရထားတယ်ဆိုတဲ့နာမည်ငါပြတ်သွားလိမ့်မယ်ဟေးဆိုပြီးတော့နော်မန်ချက်စတာယူနိုက်တက်မှာမဟုတ်တခြားဘယ်အသင်းမဲကင်တွေရတဲ့တက်တိမရှိတာနော်ဒါကြောင့်လည်းပဲလူစင်းကောင်းပါတယ်ဆိုတဲ့ကျွန်တော်တို့ဒီပြင်သစ်လက်ရွေးစင်လောက်ပဲကင်တွေချင်းနေတာဒါကြောင့်သူ့အနေနဲ့စောင့်နေတာပြည်ထနာကပြင်သစ်လက်ရွေးစင်ရဲ့ဘက်ကလည်းနော်ငါတို့မှာ decision ရှိပြီလားဆိုတဲ့အခါကျတော့မင်းကိုမလိုဘူးနော် နေရာတိုင်းမှာလူကောင်းတွေကြီးပဲရှိမှ လုတ်ပြနိုင်တာနေရာတိုင်းလူကောင်းတွေရှိလူကောင်းတွေလုံးဝစူပါစတာတွေကြီးပဲရှိမှလုတ်ပြနိုင်တာเนาะဆိုတော့အဲ့ဒါမျိုးကိုနီးပြကောင်းတယောက်လို့ကျွန်တော်မခေါ်ဘူးဗျာเนาะလက်ရှိသူရီယယ်မက်ထရစ်နဲ့လုတ်ပြခဲ့တာကလုံးဝသမိုင်းဝင်မှာเนาะလုံးဝသမိုင်းဝင်ပဲဟို၃နှစ်ဆက်ယူပြတယ်ဆိုတဲ့မျိုးကကောင်းပါတယ်ဆိုတဲ့နီးပြတွေတော့မလုတ်ချင်မှလုတ်ထားနိုင်တာဟုတ်တယ်မလားသို့တော်လည်းပဲနီးပြကောင်းတယောက်เนาะတကယ်တကယ်ကျွန်တော်တို့တက်တီးရှိပြီးတော့အရေးချင်းရှိတဲ့နီးပြတယောက်ဆိုတဲ့မျိုးက ရှိတဲ့လူစင်းရင်းနဲ့အကောင်းဆုံးပုံစံရောက်အောင်ဖော်ထုတ်နေတာကိုပဲနီးပြကောင်တရားအဲ့လိုနီးပြကောင်တရားကိုအကောင်းဆုံးလူစင်းနေပြတဲ့အခါအများကြီးပူပြီးတော့ရတယ်ဒါမျိုးပဲအခုကဇီဒန်းကရီယယ်မက်ထရီနဲ့သူလှုပ်ပြထားတယ်ဆိုတဲ့အရာကြီးကိုတခြားအသင်းတင်းတင်းတင်းမှာတိုင်ပတ်မအောင်သူစိုးနေတာအဲ့တော့မန်ချက်စတာယူနိုက်တက်မှာမဟုတ်ဘူးတခြားဘယ်အသင်းမှသူကင်တွယ်ရတဲ့တက်တီမရှိဘူးเนาะရီယယ်မက်ထရီတောင်ပြန်သွားရတဲ့တက်တီမရှိဘူးဗျာသဘောပေါက်လားရှင်းရှင်းလေးပြောရရင်ရီယယ်မက်ထရီကလူလူกว่าဆိုရင်တော့မှပြန်သွားရတဲ့တက်တီမရှိဘူးတခြားအသင်းမပြောနဲ့ ဆိုတော့သူလှုပ်ရဲကန်ရတာဒီသူလှုပ်ချင်စိတ်ကန်ချင်စိတ်ရှိတာဒီပြင်းတက်လည်းရွေးစဉ်တသိမ်းပဲရှိတယ်ပြင်းတက်လည်းရွေးစဉ်တသိမ်းပဲရှိတယ်အဲ့တော့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီနေဇီဒန်တို့ကကျွန်တော်မေးလိုက်တော့နော်ဇီဒန်တို့ကကျွန်တော်မေးလိုက်တော့နော်ပလန်စနာကဘသူတုံပလန်စနာကနော်ပလန်စနာက3421နဲ့ပဲကစားတာတဲ့ဘယ်လိုအသင်းပုံစံကစားခြင်းလဲဆိုတာမူတည်ပြီးတော့ခန့်တင်နေ No 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 Oliver Glasner က3421နဲ့ကစားတာဆိုတာက Crystal Palace မှာမှုလို့ကစားတာ ခရစ်စတယ်ဘယ်ရစ်မှာမလို့နော်ခရစ်စတယ်ဘယ်ရဲ့လက်ရှိသူ့မှာရှိတဲ့လူစရင်းတွေအပေါ်မှာမူတည်ပြီးတော့အိုလီဗာဂလန်စနာကကျွန်တော်ကစားတာနော်ဂလန်စနာဂလန်စနာကစားတယ်ဆိုတာက3421ကသူ့ရဲ့ပုံစံက3421ကြောင့်ကစားတာမဟုတ်ဘူးအိုလီဗာဂလန်စနာကဝူးစ်ဘက်မှာလည်း442နဲ့ကစားခဲ့ပြီးတော့442ဟာသူ့ရဲ့ favorite system ဆိုပြီးတော့နော် formation ဆိုပြီးတော့လည်းသူပြောထားဘူးတယ် front four မှာတော့ကကြော်တော့လေတမျိုးနော်ကျွန်တော်လက်ရှိမှာ crystal palace မှာဆိုလို့ရှိရင်ကျွန်တော်343နဲ့ကစားတယ် အိုလီစီထွက်ပြီးတဲ့နောက်ပိုင်း3421နဲ့ကစားတယ်။ဆိုတော့ဆက်သမားအိုလီဗာဂလန်စနာက3421နဲ့ပဲကစားတယ်လို့သွားမပြောနဲ့ဆက်သမားနော်။သူဟာလက်ရှိသူ့အသင်းမှာရှိတဲ့ကစားမားတွေအပေါ်မှာမူတည်ပြီးတော့အကောင်ဆုံးဖြစ်မဲ့အချိန်ကိုမူတည်ပြီးတော့သူကပြောင်းပြီးတော့ကစားနေတဲ့ဆက်သမားမလေး။ဂလန်စနာတို့ဘာလို့ကအပြောင်းလဲလုံနေစွမ်းရှိတဲ့သူတွေမလို့နော်အပြောင်းလဲလုံနေအပြောင်းလဲလုံနေစွမ်းရှိတဲ့သူတွေနော်အဲ ဇီဒန်ကားတယ်မင်းတို့ဒီကိုလာမယ်ပေါ့စဉ်းစားလေးတယ်မလို့နော်ဇီဒန်လူကြောက်ပါဗျာနော်ဇီဒန်လူကြောက်ပါဘယ်တင်းမှမကန်ရဲပါဘူးနော်နော်ဂျာဗီအလွန်ဆိုထွက်လို့နော်ရီယယ်မထွက်ကိုပြန်သွားဆိုရင်တော့မှသွားရတဲ့တက်တီမရှိပါဘူးနော်မဟုတ်လို့ရှိရင်နီးပြလောကနဲ့ဝင်လာကြပေါ့နော်တက်တီမရှိပါဘူးနော်ပြင်းတဲ့လက်ရွေးစင်အတင်းကိုပဲရမလားရမလားရမလားနဲ့စောင့်နေတာနော်ပြင်းတဲ့ကလည်းဒက်ရှန်ကိုထုတ်မလား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 နဲ့သူကမျောလင့်နေတာထုတ်ပါစေထုတ်ပါစေနော်ဒါမှငါဖြစ်မှာထုတ်ပါစေထုတ်ပါစေလို့မျောလင့်နေတာတကယ်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  နော်ပြင်သစ်လက်ရွေးစင်ကလည်း DDR နဲ့ချွတ်နဲ့ပဲအချင်းကြီးကောင်းနေတာနော်ဆိုတော့အဲ့တော့စိတ်ချဆရာသမားနော်ခင်ဗျပြန် re ကိုပြန်သွားဆိုရင်တော့မသွားရဲဘူးနော်ခင်ဗျာခင်ဗျာလူပါနော်အမလီဂျာဗီကိုသဘောမကျဘူးလားတဲ့ကျွန်တော်ကျွန်တော်ဘယ်လိုပြောရလဲနော်ကျွန်တော်အမြင်ကျွန်တော်ဟိုပါဆိုလို့ကျွန်တော်ကျွန်တော်ကျွန်တော် personality ရဆိုရင်သဘောသဘောအသိမကျဘူးမနဲ့ပြောရရင်နော်ကျွန်တော် personality ရဆိုရင်သဘောသိကျတယ်တဲ့မှာမပါဘူး စီမျိုနီပဲသဘောကျတယ်ဗျာစီမျိုနီကမလာပါဘူးသူတို့အက်တလက်တီကိုမှသူပြောနေပြီလေနော်အမလီအက်တလက်တီကိုကျွန်တော်တို့ကနီးပြတယ်ဗျာနော်ဘယ်လိုပြောမလဲကိုအင်းကလည်းဘာဘသူဘသူလူချင်းလဲဆိုတာကိုမသိသေးဘူးဖြစ်နေတာကိုအင်းရဲ့ဘက်ကအခုဟာကကျွန်တော်တို့ခန့်လိုက်တဲ့နီးပြတိုင်းကခန့်လိုက်တဲ့ခန့်လိုက်တဲ့ခန့်လိုက်တဲ့နီးပြတိုင်းကကျွန်တော်အင်းနေပါတော့မတူတဲ့အရာတွေကြီးပဲသိလားနော်နီးပြတစ်ယောက်နဲ့တစ်ယောက်ကျွန်တော်အင်းနေဒီဟိုဘယ်လိုပြောမလဲ philosophy ဒီအရန်ကွဲရတာနဲ့နော်ခံယူချက်တွေအရန်ကွဲရတာနဲ့နော်အချင်းကြီးတွေတိုင်ပတ်ရတာနဲ့သိတယ်မလားနော် အဲ့လိုမျိုးဒီနေနေကျွန်တော်တို့နီးပြတွေကကိုအတင်းမှာတိုင်ပတ်နေရတာဘာလို့လဲဆိုတော့ကိုအတင်းကနော်ကိုသွားခြင်းတဲ့ပုံစံတိတိကျကျမသိဘဲနဲ့ခန့်ခြင်းတဲ့နီးပြတိုင်းခန့်နေတော့နီးပြကောင်းတဲ့တိုင်ပတ်ဗန်ဟားတို့လိုနီးပြတွေတော့တိုင်ပတ်တယ်ဗျာစဉ်းစားကြည့်နော်လူးဝစ်ဗန်ဟားတို့လိုမျိုးလုံးဝ legendary coach တွေနော် manager တွေတောင်တိုင်ပတ်တယ်ဂျိုဆေမော်ရီညိုတို့တောင်ကျွန်တော်တိုင်ပတ်တယ်ဗျာဒါဘာလဲဆိုတော့ကိုအတင်းကကိုလူချင်းတာဘာမှမသိကိုကစားချင်းတာဘာမှမသိကိုမြင်ချင်းတဲ့ပုံစံကဘာမှမသိ เนาะနီးပြတွေကိုလည်းဘလို့ကစားမတွေဝယ်ပြီးမဲ့မသိဒါမျိုးတွေကြောင့်ကျွန်တော်တိုင်ပတ်တာဆိုတော့ကျန်တဲ့နီးပြတွေဆိုပြောမနေနဲ့ကျန်တဲ့နီးပြတွေဆိုကျွန်တော် ပြောမနေနဲ့เนาะအဲ့လိုဆိုတော့ဆိုတော့အမလီဆန်သမားเนาะနီးပြတာဟိုမှာကောင်းနေလို့ဒီမှာဒါလို့ပြထားလို့ဆိုပြီးတော့အမလီလာမယ်လို့ကျွန်တော်မထင်တဲ့ဆန်သမားเนาะဥကြည်လင်ဆိုရင်တော့ရမယ်เนาะဥကြည်လင်ဆိုရင်တော့ရရင်ရမယ်လားဥကြည်လင်ဆိုရင်တော့ရရင်ရမယ်เนาะ ကဲချီဒီမားနေမှာလေချီဒီမားနေမှာလေနော် breaking news တွေကြားကျင်နေပြီပြားတဲ့ဆိုတော့ကြားမလားကျွန်တော် စောင့်ကြည့်ရမှာပေါ့လေလောလောဆယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘာမှန်ကျွန်တော်တို့ပေါ့နော်အချင်းဒီကောင်းနေတဲ့နေထိုင်မှုကျွန်တော်ရှိမနေဘူးဆက်တယ်မှာနော်စောင့်ကြည့်ရမယ်ကျွန်တော်တို့ကြားကျင်တဲ့သတင်းတွေဘယ်တော့မှထွက်လာမလဲပေါ့ဆိုတော့လောလောဆယ်ကြည့်နေညိုတွေ1100နီးပါးရှိပါတယ်တယောက်ချင်းစီတိုင်းကိုကြည့်ကြည့်ပါဆိုတော့နောက်ထပ် video တွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ် channel လေးကို subscribe နဲ့တူဆိုရင်နေပြီးတော့ button ဆိုပါတယ်ဆိုတော့အားလုံးကိုကြည့်ကြည့်ပါ